ကယ်အခုလက်ရှိအတိုင်းပြည်မှာအရေးပေါ်ချိန်နေတဲ့ကုလသဘာဝဘေးအန္တရာယ်ဖြစ်တယ်။ရှေးတုန်းကထွက်ပြီးကိုညီကယ်စေထောက်ပံ့ပေးတဲ့အထက်မှာဖြူဖြူထွင်းပါတယ်။ခမားတို့လည်းအုံနောက်ထဲမှာကြုတ်အမြဲတမ်းပြောတဲ့မွေးရမှာချက်မပြေဘူးခေါင်းထဲမှာချီးပဲရှိတယ်။ငါရဲ့စိတ်ထားကြောင့်ငါကမလင်လောက်တာတော့မသိတဲ့ဘဝဖြစ်သွားတယ်။ ုံးပဲမင်္ဂလာပါကျွန်တော်ရွှေ family မှပြန်လဲကြိုဆိုလိုက်ပါရစေ။ဟုတ်ကဲ့ဗျာပထမဆုံးဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီအတိဒုက္ခစိတ်တွေဆင်းရဲနေတဲ့ချိန်မှာပျော်ရွှင်ကြည်နူးစရာလေးနဲ့အဆဖွင့်မရသေးဗျာ။ဒီလိုပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာအဆမတန်ဈေးတင်ပြီးတော့ရောက်နေဆိုတာလုံးဝမလုပ်တင်တဲ့ကိစ္စ။ဒီဟာဥပဒေနဲ့လည်းမကိုက်ညီဘူးနော်။ဥပဒေရလည်းကျွန်တော်တို့အရေးယူလို့ရတယ်။ကျွန်တော်တို့အမိပြောထားတဲ့စကားလေးပေါ့နော်။ဥပဒေထားတယ်ထုတ်ထားတယ်။ကျွန်တော်တို့သိလို့ရှိရင်လည်းအရေးယူမယ်။ဒါဆိုဒါဟာကိုယ့်ရဲ့ ကိုတအူးချင်းရဲ့အကျိုးအမြတ်အတွက်ပြည်သူလူထုရဲ့အသက်အသက်တင်တဲ့ကစားတဲ့သဘောပဲအဲ့ဒါတော့ကျမတို့ဘလို့မှအသိဉာဏ်မခံနိုင်ဘူးဒါပေမဲ့အဲ့ဒါတစ်ဖက်ပေါ်မှာဥပဒေနဲ့အရေးယူမှာတစ်ဖက်တစ်ဖက်ကဒီလိုဟာမျိုးလုံရက်သလားဆိုစဉ်းစားကြတယ်ဒီလောက်တောင်မှကိုနိုင်ငံကိုပြည်သူလူထုလုံနေတာအမေ ခက်ခဲတွေ့နေတဲ့အချိန်မှာဘယ်လိုကိုယ့်အတွက်အကျိုးမြတ်ထုတ်အောင်လဲဆိုတာဒါကိုပဲစဉ်းစားကြမှာအဲ့ဒီလိုသူတွေကိုလည်းအားမပေးပါနဲ့ဒါကတော့တစ်ချိန်လုံးကကျွန်တော်တို့ရဲ့အမိပြည်သူပေါ်ကိုစင်တနာမြတ်တာထားပြီးတော့ဒါသတိပေးထားတာပေါ့နော်အခုတော့ဗျာမန်လေးမှာဆိုရင်တဲ့ဟိုတယ်ကနေ3000တောင်တက်သွားတယ်တဲ့ကုန်စည်နှုန်းတွေလည်းအဆမတန်ပေါ့ဗျာအဲပေါ့ဗျာမင်းဆိုမင်းရုပ်အောက်ချုပ်ထားမှာတော့ဘယ်သူမှလည်းဒါတွေကိုမထိန်ချုပ်နိုင်ဘူးဗျဟုတ်ကဲ့ဗျာပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ စကိုင်းတွင် PDF များဝင်လာမယ်ဆိုသောကြောင့် လုံခြုံရေးစိုးရင်ချစ်ဖြင့်စစ်တပ်ကကယ်ဆယ်ရေးအဖွဲ့များကိုပိတ်ပင်ထားပြီးကယ်ဆယ်ရေးလုပ်မည်ဆိုရင်စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့ထံမှခွင့်ပြုချက်ရယူရမည်ဒီလိုချိန်မှဒီလိုမျိုးတွေလှုပ်တင်လာဗျာကယ်ဆယ်ရေးသွားတယ်ဆိုရင် PDF ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်နော်လက်နဲ့မပိုင်ပြီးရောဗျာဒီချိန်မှာစစ်ဆေးစရာအကြောင်းကိုမရှိဘူး ဘက်မှာလည်းမြန်မာနိုင်ငံအလဲပိုင်းကိုအခြေပြု၍ငလင်လှုပ်ခတ်မှုအပေါ်စစ်တပ်ကအခွင့်ကောင်းယူနိုင်ငံရေးအမျက်မထုတ်စေရေးအနီးကပ်စောင့်ကြည့်ရန်နိုင်ငံတကာကို KNU ကနေပြီးတော့တာတိုက်တွန်းထားတယ်။ဒီသတင်းလေးကတော့ကျွန်တော်တို့အတွက်ပူဆွေးတော့ကားတွေထဲမှာဝမ်းသာတဲ့သတင်းလေးတစ်ခု။ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအကြမ်းဖက်ဖြုတ်ခွင်းရတွင်ဥဆောင်ပါဝင်ခဲ့သောစစ်ထောက်လန်းရေးဗိုလ်မှူးကြီးဟောင်းစမ်းပွင့်ဤသမီးဖြစ်သူဒေါက်တာမီစမ်းပွင့်စကိုင်းမြို့ငလင်တွင်သေဆုံးသွားတယ်။ဒါကတော့ကျွန်တော်တို့တွေအဆိုးရအကောင်းပေါ့နော်။ ျွန်တော်ပြည်သူကိုရေးရဲဆက်ဆက်လှုပ်ခဲတဲ့သူတွေကတော့ဒါသေးလဲကျွန်တော်တို့တွေဝမ်းမနေဘူးဗျတစ်ဆက်တည်းမှာပဲကြောက်ဖြူနဲ့ပေါင်းတဲ့မြို့နယ်တွေစစ်တပ်ကလေးချောင်းတိုက်ခိုက်မှုပြည်သူတအူးနဲ့တော်လင်းရဲဘော်တအူးသေဆုံးပြီးစစ်တပ်အူးဒဏ်ရာရရှိဒီလိုချိန်မှာဗျလေးချောင်းတိုက်ခိုက်မှုတွေရက်ပေးပါစောက်ခွေးကောင်စီရဲ့ခင်ဗျားတို့တက်သေးမှာလူလိုနားလေတဲ့သူတွေရှိသေးရဲ့လား ။အဖက်မှာလည်းအာရခနေဆက်နဲ့ဘင်္ဂလားဒေ့ရှ်နေဆက်မှာအာရခတက်မတော် EE နဲ့အာဆာချမ်ပက်60ခန့်ကတိုက်ခတ် EE ရဲဘော်2ယောက်ကြဆုံးပြီးအာရခတက်မတော် EE ကလိုက်လံရှင်းလင်းရမှာအချမ်ပက်အာဆာလက်နက်ကန်30ကျော်သေဆုံးပြီးလက်နက်များကိုတင်းစည်းရမှာစစ်ကောင်စီထုတ်တဲ့လက်နက်တွေဖြစ်နေတဲ့အေးအေးရဲ့ကျေးဇူးပြုပြီးတော့အဲ့လိုကောင်တွေကိုเนาะအမြစ်ကနေခြေမုံပေးပေးပါ ဟုတ်ကဲ့ဒီနေ့အတွက်သတင်းတင်ဆက်မှုလေးအရောဒီလောက်ပဲပေါ့နော်ဒီဗီဒီယိုလေးကတော့တောင်ကြီးအင်းလေးမှာငလင်တန်ကြောင့်ဘလောက်တောင်ပစ္စည်းဆုံးရှုံးနေသလဲဆိုတဲ့ရုပ်တံလေးကေလာပါတော်တော်ဆိုးရဲ့နော်တောင်ကြီးနီးမှာဆိုရင်လားလူပေးကြပါလို့ဇီရကြီးတို့ကေလာတို့နော်တို့ကိုတတ်နိုင်လောက်ပေါ့ဗျာသိရမလားကိုမြန်မာလူမျိုးချင်းကြီးဗျာသိရမလားပေါ့ငါးတော့တတ်နိုင်ငါးတော့တတ်နိုင်ဗျာသိရမလားတော်တော်ဆိုးပါလေဒါကျွန်တော်တင်ပြတာပါလူချင်းတာမလူချင်းတာကိုပိုင်းပါနော် ခက်ခဲဖြစ်တဲ့နေရာတွေကိုကူညီတာပိုကောင်းပါလေဗျာဟုတ်ကဲ့ဒီအိမ်လေးဆိုတော်တော်ဟိုဟာလောက်ပါလားဟာဟိုဘက်မှာရောဗျာနော်ကျွန်တော်ဒီမှာအသက်ဆုံးရှုံးတဲ့သူတွေများရဲ့နော်ဒီကေရာစီရဲကြီးဒီနောက်ဥစားမှာအုတ်ကြီးဟိုဟာတော့ကျွန်တော်ဟိုဟာတော့အယောက်40ကျော်ရယ်နော်40တူ40ဦးတယ်နော်ဒီကဒါဒီကလူကြီးနော်40ဦးဆုံးရှုံးနေတယ်အသက်ဆုံးရှုံးနေတယ်နော်ကျွန်တော်တို့နိုင်ငံတကယ်အရင်ကြီးမှုအမွေနှစ်တွေဘယ်တော့ဆုံးရှုံးပြီးပြီလဲဗျာတကယ်စိတ်မကောင်းစရာ ဘာဖြစ်လို့ကျွန်တော်တို့နိုင်ငံလေးကိုမှတဘာဝတရားကြီးရလဲအမျိုးမျိုးဒဏ်ခတ်နှိပ်စက်နေတာလဲဗျဟုတ်ကဲ့ဗျဒီဗီဒီယိုလေးကတော့ခွေးတောင်သားဇော်ဘောဟိပေါ့နော်ငလင်လှုပ်လို့လှုပ်မှန်းတောင်သူမတိလိုက်ဘူးတဲ့ကနားရဲ့စိတ်ထားကြောင့်ငါကငလင်လှုပ်တာတော့မတိတဲ့ဘဝဖြစ်သွားတယ်နော်အဲ့လောက်ပဲမင်းတို့ကိုပြောပြမယ်မင်းတို့နဲ့ငါနဲ့ကဖုံးကန်မတူဘူးကျတော့တကယ်ကိုလမ်းပေးမှာချမ်းသာတာ၄စင်းရတာ၄နီးတာ၄စိမ့်တာ၄နော် မဲတာတွေနဲ့မဆိုင်ဘူးဗျเนาะအကုန်လုံးလောကပါလာ တရားကဆုံးမလို့ရှိရင်အတူမှမခံနိုင်ဘူးเนาะမခံနိုင်ဘူးကြည့်လိုက်စကိုင်းတို့အခုဖြစ်တာမန္တလေးတို့ကိုယ်နိုင်ငံနဲ့လူမျိုးချစ်တဲ့စိတ်တစ်ခုသားဒီမန္တလေးမြို့ဒီကိုဒီလိုတော့ကျုံးနေဖြစ်သွားတာကိုမျက်ရည်ကြားမိတယ်เนาะကျွန်တော်တို့ရဲ့ရင်ထဲနှလုံးသားထဲမှာရှိနေတာကိုကျင်းသာနာတရားစိတ်เนาะအဲ့တော့ပြောနေတာတချို့ကပြောတယ်ဒီနဲ့ဒီလိုဒီချိန်ထိတောင်မှလူကလူလိုမသိကြသေးဘူးเนาะ โอเคလူကလူလူဘလို့မသိလဲဆိုတော့ငါကမင်းတော့ဆရာလူတွေကဘလို့မသိလဲဆိုတော့လူတွေကအာဦးမေအောင်လိုင်းမကောင်းတဲ့မင်းကောင်းမင်းမင်းမြတ်တွေအုပ်ချုပ်လို့ပါလို့ ਨੇ ခမ ्या တို့လည်းအုံနောက်ထဲမှာကြုတ်အမြဲတမ်းပြောတယ်မွေးရမှာချက်မပြေဘူးခေါင်းထဲမှာချီးပဲရှိတယ်ဗမာလူမျိုးအနေနဲ့ခမ ्या တို့တော်တော်ကိုရှက်တဲ့နေခမ ्या တို့အောက်တန်းသားစကားတွေကအခုချိန်မှာအဲ့ဒီအောက်တန်းသားစကားတွေတုံးတုံးနေမဲ့စာကိုယ်နိုင်ငံကိုယ်လူမျိုးကိုနော်ဘယ်လိုကူညီရမလဲဒီလိုကက်ကြီးသုံးပါဖြစ်နေတဲ့အချိန်မှာ ခိုင်းမာတောင်းငါတို့တော်လန်ရေးပဲတော်သားတွေပါမဆိုးလို့တဲ့ကားတွေကိုဒါသူတို့စစ်တပ်နဲ့အုတ်ချုပ်ရေးမှုရဲ့ခွင့်ပြုချက်ပါမတကယ်စေးကားတွေသွားလို့ရတယ်တဲ့ဘလောက်တောင်မိုက်ရိုင်းတဲ့အကောင့်တွေလဲအေးနောက်ပြီးတော့ပြောချင်တာမင်းဆိုးမင်းညက်အုတ်ချုပ်လို့ပဲခုလိုတဘာဝဘေးတွေကထက်ခါထက်ခါလာနေတာဟုတ်ကဲ့ဗျာဒီဗီဒီယိုလေးကတော့ဘူတူမှာပြောထားတယ်ရီလိုချိန်မှာသူဖြူဖြူထွေးကိုလွမ်းတယ်တဲ့ဖြူဖြူထွေးကိုပါစေချိန်နေတယ်ဗျာဒီငလေတန်းကြောင့်ဘေးဒုက္ခရောက်ခဲ့တဲ့လူပေါင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်လူတောင်းချီပြီးရှိတယ်ဟုတ်ပြီအခုလိုမျိုးဘေးဒုက္ခပြီးရောက်နေတဲ့ချိန်မှာညီမလေးတို့လင်တာယူတာကြည့်ပြီးယူကြပါလို့နော်ဒီထက်ပို့ပြီးတော့လည်းလင်တာယူနေကြတော့ပြောတဲ့ဆဲလည်းမဆဲတာဘူးဒါပေမဲ့အမြင်မတော်ရင်တော့အမြင်မတော်တဲ့ဥစ္စာကိုဝင်ပြီးပြောတတ်တဲ့အမုန်းခံပြီးပြောတတ်တဲ့အကျင့်တော်ရှိတယ်တချို့လည်းစိတ်တယ်မှာမဆဲတာဘူးတော့ရှေ့ကလည်းမတော့နောက်ကလည်းမလိုက်ပြီးတက်လန်လိုက်တဲ့လူတွေရှိတယ်။အင်းတချို့ကြတော့လေဥပမာ ဖြူဖြူထွေးလို့ရှေ့ရဆိုလို့ရှိရင်ဖြူဖြူထွေးဆိုလို့ရှိရင်ဟောင်းစုကြောင်လာနဲ့ပတ်သက်ပြီးတော့အာဖြူဖြူထွေးကိုနည်းမျိုးစုံပုတ်ခဲကြဆဲဆိုးကြချိန်မောင်းကြတယ်။ကဲအခုလက်ရှိအတိုင်းမြေမှာအေးပေါ်ချင်းနေတဲ့အခုလိုသဘာဝဘေးအန္တရာယ်ဖြစ်တယ်။ရှေ့တွန်းကထွက်ပြီးကိုညီကယ်ဆယ်ထောက်ပံ့ပေးတဲ့အထက်မှာဖြူဖြူထွေးပါတယ်။နော်ဆိုးလို့ကျင်လာကလူဆိုတာကကိုမလုံနိုင်တဲ့အရာကိုသူများတကာကလုံနိုင်တယ်ဟိဆိုရင်အဲ့ဒီလူရဲ့လှုပ်ဆောင်မှုအပေါ်မှာဆွမ်းဆောင်မှုအပေါ်မှာမှုတီတာဝါပေးနိုင်တယ်နှလုံးသားရှိရတယ်။ โอเคအခုတော့ရှေ့ကလည်းမတော့နောက်ကလည်းမလိုက်မီဒီယာတွေမှာလည်းဒီလိုပဲမီးလောင်ရလေးပင့်လိုပဲတချို့ AR တွေလို DPP လိုမီဒီယာတွေမှာဗာရေးကြပြီးတော့ဘလို့တွေပြောချလဲဆိုလို့ရှိရင်နိုင်ငံတကာကရောက်ပေးလိုက်တဲ့အကူအညီတွေကတဲ့စက်ကောင်စီလက်ထက်ကိုရောက်တော့မှကျွန်တော်တို့စိုးရိမ်မိပါတယ်တဲ့မဟုတ်လို့လားနီနိုဆက်ခွေးကောင်စီကတမိုင်းမှာကောင်းခဲ့လို့လားနာခက်တုံကနိုင်ငံတကာကနေပြီးတော့ပြည်သူလူထုတွေကိုမနေဘူးတော့ထောက်ပံ့တာတရားမှာတရားခိုင်နှုံးလောက်ပဲငါတို့ပြည်သူတွေရတယ် ။နင်တို့လည်းသိတယ်တီတီနဲ့ပိတ်နေတာနော်။ဟုတ်ကဲ့ဗျအားလုံးပဲယေရှုတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်အမှန်တရားဘက်တော်သားတယောက်ချင်းကိုအရန်လေးစားပါတယ်ဗျမြန်မာပြည်တွင်းမှာရှိတဲ့ပြည်သူပြည်သားအားလုံးအမြန်ဆုံးတဘာဝဘေးမင်းဘေးစောက်ပုဘေးမှလည်းကင်းဝေးကြပါစီလို့ဆုတောင်းပေးပါတယ်ဗျ